ဒီကနေ့အထူးအကြံမဆွာနဲ့ပြန်လဲပို့ဆောင်ပေးတဲ့ဖျားရှင်ရဲ့နာမတော်ကိုဥစွာချီးမွမ်းခြင်းပါတယ်ဒီကနေ့ပေါ်တော့ကျမအယောက်ချင်းစီတိုင်းကို ပြန်လဲပြီးမှခွန်အားပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဖျားသခင်နိုင်သားအနာလိုက်ပါဆိုတဲ့ကောင်းစဉ်လေးနဲ့ဒီကနေ့ကျမခွန်အားပေးခြင်းသာဖြစ်ပါတယ်လို့ဆိုတော့ဒီကနေ့ပေါ်တော့အာကျမမနေ့ဒီမနေ့ devotion ကျမထားတဲ့ခါမှာကျမရဲ့ဖုန်းမှာပေါ့နော်အာပေါ်လာတဲ့ကြမ်းချက်ကလေးအားဖြင့်ဒီကနေ့အယောက်ချင်းစီတိုင်းကိုပြန်လဲပြီးမှခွန် အားပေးခြင်းနဲ့ကျမကိုယ်တိုင်လည်းခွန်အားပြန်ယူတဲ့เนาะကျမတို့ကြားနေကြကျမတို့သိနေကြနှုတ်ကပတ်တော်เนาะစံစာဖြစ်ပေမဲ့ကျမအစ်စ်တဖန်ပြန်လည်းခွန်အားယူတဲ့ဂျမ်ပိုင်အားဖြင့်ဒီကနေ့အရောက်ချင်းစီတိုင်းကိုလည်းပြန်လည်ပြီးမှဝင်ခတက်တေခန့်ချင်တာဖြစ်ပါတယ်လို့ အာရှမတဲခရစ်ဝင်ကျမ်းအခန်းကြီး6အပိုင်ငယ်31နဲ့34 31ဘောနောအတိက31 32 33ထိပဲဒါပေမဲ့ကျမဒီကနေ့ညမှာ34အထိယူချင်တာဖြစ်ပါတယ်လို့ဒီကျမ်းပိုက်ရတော့ popular ကျမ်းပိုက်ဖြစ်တယ်အားလုံးကျမမပြောခင်ကတည်းကတိပိတာကျမ်းပိုက်ဖြစ်မှာပါဒါပေမဲ့ဒီကနေ့ညမှာပြန်ပြီးမှဘောနောအတိတဖန်ကျမတို့သိနေတော်များလဲကျမတို့တစ်ခါတလေအသက်တာထဲမှာမေ့နေတတ်တဲ့အရာလေးတွေရှိတဲ့အတွက်ပြန်ပြီးမှအစင်ချင်ဖို့ရအတွက်ဘောနောပြန်ပြီးမှခွန်အား ်းယူဖို့ရာအတွက်ကျမရွေးချယ်ထားတာဖြစ်ပါတယ်ရှင်မသက်ခရစ်ဝင်ကြအခန်းကြီး6အပိုင်ငယ်31ကနေစဖတ်ရအောင် ထို့ကြောင့်အဘေတောစားတောက်ရအနီအဘေတောဝေရအနီဟူ၍မစိုးရင်ကြနှင့်ထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုတင်တို့သည်အတုံးလိုကြောင့်ကိုကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်တည်တော်မူ၏ဖျားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဥစွာရှာကြလော့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူမလတ်ထို့ကြောင့်နက်ပြန်အဖို့မစိုးရင်ကြနှင့် မနေ့ပြန်နေသည်မိမိအဖိုးဆိုးရင်လိမ့်မည်ယခုယနေ့၌ရှိသောမကောင်းမတင်သောအရာသည်ယနေ့အဖိုးလောက်ပေ၏ ကြနာတဲ့နောက်ကပတ်တော်အားဖြင့်အရောက်စင်းစီတိုက်တော်ဖျားရှင်ကောင်းချီးပေးပါစေ။ဒီကနေ့ပေါ့နော်ကျမဒီချမ်းပိုက်လေးဒီမနေ့မှကျမပြန်ဖတ်တဲ့အခါမှာပေါ့နော်ကျမအမြဲတမ်းကျမတို့သိနေကြအရာဖြစ်တယ်ကျမတို့အသက်တာထဲမှာဖရာသခင်ကသူ့ရဲ့သားသမီးတွေကနေ့တိုင်းဒီလောကမှာအသက်ရှင်တဲ့အခါမှာဘယ်အရာအတွက်သူတို့ဘယ်လိုစိုးရိမ်ပူပန်မလဲဆိုတာသခင်ယေရှုကဒီလောကမှာအသက်ရှင်စဉ်ကလေးကနေပြီးပေါ့နော် သခင်ယေရှုကသူ့ရဲ့သားသမီးတွေကဘယ်အရာအတွက်သူသွားပြီးတဲ့နောက်ပိုင်းမှာဘယ်အရာတွေအတွက်သူတို့စိုးရိမ်ပူပန်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိတဲ့အတွက်ဒီချမ်းပိုက်ကလေးကိုကျမတို့ယုံကြည်သူသားသမီးတွေအတွက်သူထားခဲ့တာဖြစ်တယ်ဆိုတော့ဒီမှာပေါ့နော်အဘေတို့စားတော့ရအနီအဘေတို့ဝေးရအနီဟူ၍မစိုးရိမ်ကြနဲ့လို့ဖော်ပြထားတယ်ဆိုတော့ကျမတို့နေ့ရက်တိုင်းမှာကျမတို့အသက်ရှင်လှုပ်ရှားတဲ့နေရာเนาะအချိန်တိုင်းအချိန်တိုင်းမှာအာဒီကနေ့ဒီအချိန်မှာဆိုပို ို့ပြီးတော့တောင်ကျမတို့မြန်မာနိုင်ငံအခြေအနေနဲ့စဉ်းစားမယ်ဆိုရင်ကျမတို့ပို့ပြီးတော့စိုးရိမ်ရတယ်နော်ဘယ်သူမှမစိုးရိမ်တဲ့လူမရှိဘူးလူအနေနဲ့တော့ကျမတို့အမြဲတမ်းစိုးရိမ်ပူပန်နေရတယ်။အော်ငါဘာတွေစားတောက်ရမလဲငါတွေဘာဝေးရမလဲငါဘယ်လိုနေရမလဲငါနေရမှာကောငါရက်ငါရွာမှာကောငါပြနိုင်ပါမလားဆိုတဲ့ပေါ့နော်စိတ်နဲ့ကျမတို့ဒီကနေ့ကအမြဲတမ်းကျမတို့စိုးရိမ်နေတဲ့အသက်တာထဲမှာကျမတို့ရက်တည်နေတာဖြစ်တယ်။ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာတော့ကျမ တို့ကဒီစိုးရင်ချင်းเนาะကျမတို့စိုးရင်ချင်းအရာတွေအပေါ်မှာမစိုးရင်ဖို့ပဲသူကကျမတို့ကိုအာခွန်အားပေးထားတာဖြစ်တဲ့အဘေတို့စာစာတောက်ရအနေအဘေတို့ဝေးရအနေဟိုရမစိုးရင်ကြနဲ့ထိုးအရာများကိုတာတနာပလူတို့ဒီရှာပွေးကြတာတနာပလူတို့ဒီရှာပွေးကြအေးလို့ဖော်ပြထားတယ်ဆိုတော့ကျမတို့ကသူ့ရဲ့ယုံကြည်သူတာသမီးတွေဖြစ်တဲ့အခါမှာ ူကဒီအရာတွေဒီကျမ်းပိုက်ရဲ့အရှိနာကိုကျမတို့တွားပြီးတော့ဖတ်မယ်ဆိုရင်ပေါ့နော်အအပိုက်ငယ်25ကနေတွားဖတ်မယ်ဆိုရင်ပေါ့နော်ထို့ကြောင့်ငါဆိုဒီကအဘေတို့စားတော့ရမည်ဟုအသက်အဖို့မစိုးရင်ကြနဲ့အဘေတို့ဝဲရမည်ဟု ို့အဖို့မစိုးရင်ကြနဲ့အစာထက်အသက်မြတ်ဒီမဟုတ်လို့အဝတ်ထက်ကိုမြတ်ဒီမဟုတ်လောင်းမိုးကောင်းကင်၌ကျင်းလေတောင်ခက်များကိုကြီးစုရှင်စဉ်ကြလောထုံခက်တို့သည်အမျိုးစေ့ကိုမဆိုင်မကျဲစဘာကိုမရိပ်ကြီး၌မစုမသွင်းသို့တော်လေကောင်းကင်ပုံ၌ရှိတော်မူသောတင်တို့အပါသည်သူတို့ကိုကျွေးမွေးတော်မူ၏ထုံခက်တို့ထက်တင်တို့သည်အလွန်မြတ်ဒီမဟုတ်လောအဘယ်သူသည်စိုးရင်ချင်းအပြင်မိမိအသက်တာကိုတတောင်ခတ်မြတ်တိုးပွားစေနိုင်သည်ဆိုပြီးတော့ကျမတို့ကိုခွန်အား ားပေးထားတာဖြစ်တယ်ဆိုတော့ဒီစာကလေးတွေကသူတို့ကစဘာတွေလည်းစိုက်မပြောဘူးဂျီတွေမှလည်းစဘာတွေလည်းမစုဘူးစဘာတွေလည်းမရိတ်သိမ်းပဲနဲ့သူတို့တောင်မှနေရတိုင်းဖျားကကြွေးမွေးတယ်ဆိုရင်တင်တို့ကထုံခဲ့ကလေးတွေထက်ตาရွေမြက်တယ်မဟုတ်လား ကျမတို့ကမြတ်တော်သူတွေဖြစ်တယ်။ဘာလို့လဲ?သခင်ယေရှုရဲ့အသွေးတော်နဲ့တောင်မှရွေးဝယ်ခံထားရတဲ့သားသမီးတွေဖြစ်တယ်။ဆိုတော့ကျမတို့ရဲ့အသက်တာဟာတကယ်ပဲမမြတ်တဲ့အသွေးတော်နဲ့နော်အသွေးတော်နဲ့ဟိုအဖိုးဟိုဘယ်လိုပြောမလဲ။ဟိုပတ်စံကလေးနဲ့နော်ဟိုဒါမှမဟုတ်အရှိခက်တုံးကဆိုရွှေတွေငွေတွေနဲ့လှဲလှယ်ပြီးတော့ဝယ်ရတဲ့အသက်တာတည်းမဟုတ်ဘူး။ကျမတို့ရဲ့အသက်တာကသခင်ယေရှုရဲ့အသွေးတော်အားဖြင့်နော်အဲ့ဒီသခင်ယေရှုကဘယ်သူလဲ?ဖခင်သခင်ရဲ့တပါးတည်း ောသားတော်ဖြစ်တဲ့အဲ့ဒီတပါးတွေသောသားတော်ရဲ့အသွေးတော်နဲ့ရွေးဝေခဲ့တဲ့သူ့ရဲ့သားသမီးတွေဖြစ်တဲ့အခါမှာဒီကျမတို့အသက်တာတကယ်မုံမြတ်တယ်အဲ့ဒါကိုမမေ့ရဖို့အမြဲတမ်းဖရာသခင်ကကျမတို့ကိုလို့ဆော်ပြီးတော့ဂတိပေးထားတာဖြစ်တယ်ဆိုတော့တင်တို့ရဲ့ လိုအပ်တဲ့ဟာမှန်သမျှကိုငါသိတယ်။ဇာကလေးတွေတောင်ငါကျွေးမွေးတယ်ဆိုတော့နင်တို့ရဲ့အတ္တတာကပို့ပြီးတော့မုံမြတ်တာမဟုတ်ဘူးလားဆိုပြီးတော့ကျမတို့ကိုဖယားသခင်ကနော်ကျမတို့ကိုမစိုးရိမ်ဖို့လေးရစင်တိုင်းကျမတို့ရဲ့အတ္တတာထဲမှာနော်စိုးရိမ်ခြင်းမရှိဘဲနဲ့သူ့ရဲ့ဂတိတော်မှာပဲကျမတို့ကိုရက်တည်ဖို့ရအတွက်အမြဲတမ်းကျမတို့ကိုခွန်အားပေးတိုက်တွန်းထားတဲ့အချိန်ချင်းကျမတို့ကိုမစိုးရိမ်နဲ့ဆိုပြီးတော့နှုတ်ကပတ်တော်ထဲမှာမစိုးရိမ်နဲ့မစိုးရိမ်နဲ့မစိုးရိမ်နဲ့ကျမတို့အများကြီးတွေးလို့ရတယ် ဘာလို့လဲကျမတို့လောကမှာအသက်ရှင်တဲ့ခါမှာစိုးရိမ်နေမယ်ဆိုတာကိုဖယားကကြိုသိလို့အဲ့ဒါကြောင့်မစိုးရိမ်ဖို့ရန်အတွက်ကျမတို့ကိုနှုတ်ကပတ်တော်ထဲမှာအများကြီးခွန်အားပေးထားတာဖြစ်တယ်เนาะဆိုတော့ဖိလိပ္ပိဩဝါဒစာဒီစိုးရိမ်စိုးရိမ်ခြင်းအမှုတွေเนาะကျမတို့ရင်ဆိုင်ရတဲ့ခါမှာဒီစိုးရိမ်ခြင်းအမှုတွေကျမတို့ကဘယ်လိုရင်ဆိုင်ဖြစ်ရှင်းမလဲမစိုးရိမ်အောင်ကျမတို့ဖယားရဲ့ဂတိတော်ကိုအမြဲတမ်းစင်ချင်အောင်မိနိုင်အောင်ကျမတို့ဘယ်လိုတွေအသက်ရှင်ကြမလဲဆိုရင်ဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အ ပိုင်ငယ်ချောင်းမှာဖော်ပြထားတယ်နော်အဘေအမှုကိုများစိုးရင်ချင်းမရှိပဲအယားယာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတနာပြုတော်အဖြစ်တင်တို့တောင်းပန်လိုသော အရာတို့ကိုဖရာသခင်အားကြားလျှောက်ကြလော့ထို့တို့ပြုလေအဘေသူမြတ်ကြံ၍မမိနိုင်သောဖရာသခင်၏ငိန်တက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့၏စိတ်နှလုံးတို့ကိုစောင်းပါလိမ့်မည်လို့ဖော်ပြထားတယ်ဆိုတော့ဖရာရဲ့ဂတိတော် ကျမတို့တော့ဖခင်ကဒီမှာဂရိပေးထားတယ်အဘေအရာခိုးမြမစိုးရင်ပဲနဲ့အရာရာမှာကျေးဇူးတော်ချီးမွမ်းလို့ရှိရင်ကျမတို့ကိုနော်ဒီမှာဖယားသခင်ထာမလာတဲ့ငိန်တက်ခြင်းတွေခံစားရမယ်လို့ကျမတို့ကိုကတိပေးထားတယ်။ဆိုတော့ကျမတို့ရဲ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာတစ်ခါတလေလောကီအမှုရေးရတယ်နဲ့ကျမတို့ကလုံထွေးပြီးတော့နဘာလုံးနေတဲ့အခါ တခါတလေဖယားရဲ့ကောင်းမြတ်ခြင်းနဲ့ဖယားရဲ့ဂတိတော်တွေကျမတို့ကိုဖယားကပေးထားတဲ့ဂတိတွေကျမတို့ကိုဖယားကလှုပ်စေခြင်းနဲ့အရာတွေကိုတခါတလေကျမတို့ကမေ့လျော့တတ်တဲ့အတ္တတွေရှိတယ်အဲ့ဒါကိုအဲ့လိုမျိုးအတ္တမရှိဖို့ရန်အတွက်ဖယားကကျမတို့ကိုအမြဲတမ်းအချိန်ချင်းတတိပေးနေတာဖြစ်တယ်ဆိုတော့ဖယားကဘယ်လိုတတိပေးတယ်လဲနောက်ထပ်เนาะเนาะ ထိုအရာများကိုတင်တို့သည်အတုံးလိုကြောင့်ကိုကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘာသည်တည်တော်မူတဲ့တဲ့ဖယားတကယ်မတည်တာမဟုတ်ဘူးတည်တယ်ကျမတို့ဘယ်လိုနေထိုင်ရမလဲကျမတို့ဘယ်လိုအသက်တာရှင်းရှက်လျှောက်လှမ်းရမလဲငါအသားသမီးတွေဘယ်အရာတွေအတွက်သူတို့စိုးရိမ်နေတယ်လဲဆိုတာကိုဖယားကတော့အမြဲတမ်းတည်တယ်တည်လို့တဲ့ဖယားကဒီအရာတွေအတွက်ငါအတည်တယ်နင်တို့အတွက်ငါကြိုတင်ပြင်ဆင်ထားပြီးပြီလို့ဖယားကကတိပေးထားတာဖြစ်တယ်ဆိုတော့ဖယားကအလိုချင်ဆုံးအရာကဘာလဲဒီအရာတွေအတွက်စိုးရိမ်ပူပန်မှု ိုလိုချင်တာမဟုတ်ဘူးဖခင်ကလိုချင်တဲ့အရာကဖခင်သခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလော့နော်လော့ဆိုတာကအမိန့်ဖြစ်တယ်ဆိုတော့ရှေးဥစွာလို့ဒီမှာ ခံထားတယ်ဆိုတော့နောက်ဆုံးမှလို့ပြောတာမဟုတ်ဘူးပထမဦးဆုံးလို့ပြောချင်တာဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အတ္တတာထဲမှာကျမတို့နေ့ရက်စဉ်တိုင်းအတ္တတာရှောက်လန်းတဲ့နေရာတိုင်းမှာဘောနောကျမတို့ကရှေးဦးစွာတော့နေရာမှာဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုကျမတို့ကပထမနေရာမှာထားဖို့ဖရာသခင်ကအလိုတော်ရှိတာဖြစ်တယ်။ဆိုတော့ဒီကနေ့ကျမဒီမှာရှိတဲ့ယောဂီတူသားသမီးတွေကိုလည်းခွန်အားပေးခြင်းနဲ့ဒီကနေ့ကျမတို့ရဲ့အသက်တာထဲမှာကျမတို့မိုးလင်းတာနဲ့ကျမတို့တွေးတောဆ င်ခြင်းတဲ့အရာတွေကဘာအရာတွေကပြည့်နေနေတယ်လဲဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့လားဖခင်ရဲ့သခင်ရဲ့နိုင်ငံတော်နဲ့ပြောင်းမှခြင်းတရားတွေကိုကျမတို့เนาะဆင်ခြင်နေသလားရှောက်လန်းနေသလားအရာအရေးကြီးပါတယ်ကျမတို့ရဲ့တတတာအဲ့လိုဆင်ခြင်ဖို့ရန်အတွက်ဆိုရင်ကျမတို့ယုံကြည်သူတွေရဲ့အတ္တထဲမှာဘာကိုကျမတို့လုပ်ဖို့လိုအပ်တယ်လဲဖခင်သခင်နိုင်ငံတော်နဲ့ပြောင်းမှခြင်းတရားကိုတော့ကျမတို့ရှေးဥစွာနဲ့ပထမကျမတို့ထားခြင်းပါရဲ့ကျမတို့ဘယ်လိုထားရမလဲမသိနိုင်ဘူးတကတည်းလေကျမတို့ဖခင်ရဲ့အတန်တော်ကိုက ျမတို့တခါတလေမကြားနိုင်တဲ့အချိန်လေးရှိတယ်ဆိုတော့အဲ့လိုမျိုးအချိန်မှာကျမတို့ဘာလုပ်ဖို့လိုအပ်တယ်လဲဆိုရင်ကျမတို့ဆူတောင်းခြင်းနဲ့ပဲအစာပြုဖို့အရေးကြီးတာဖြစ်တယ်ဆိုတော့ဒီကနေ့မှာကျမတို့တောက်ကြနေဆူတောင်းခြင်းအစီအစဉ်ပြုလုပ်တယ်ဆိုတာကလည်းကျမတို့ယုံကြည်သူတွေအသက်တာထဲမှာဆူတောင်းခြင်းဟာတကယ်ပဲအရေးကြီးတဲ့အရာဖြစ်တဲ့အတွက်ကျမတို့ကဒီ BHM သာသနာအနေနဲ့ကျမတို့ကဦးစီးဦးဆောင်ပြီးတော့လုပ်နေရတာဖြစ်တယ်ဆိုတော့ယုံကြည်သူသားသမီးတွေရဲ့အသက်တာထဲမှာဖခင်ရဲ့အတန်တော်ကြဖို့ဖခင်နဲ့အစဉ်အမြဲเนาะအစ်အသွေးမ ပြတ်ဖို့ဆိုရင်ကျမတို့ဒီဆုတောင်းခြင်းနဲ့ပဲကျမတို့ကလှုပ်ဆောင်နိုင်တာဖြစ်တယ်။ဘာဖြစ်လို့ဆုတောင်းဖို့လိုအပ်တယ်လဲ။ကျမတို့ဆုတောင်းတဲ့အခါဘာဖြစ်လို့ဆုတောင်းဖို့လိုအပ်တယ်လဲ။ဖရာသခင်ရဲ့စိတ်တော်နဲ့ဖရာသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ဖရာသခင်ရဲ့စိတ်ဘလို့ရှိတယ်လဲကျမတို့ကိုဘာအလိုတော်ရှိတယ်လဲဆိုတော့တည်နိုင်ဖို့ရန်အတွက်ကျမတို့ဆူတောင်းခြင်းနဲ့ဖရာအထံတော်မှာဗောနောဖရာရဲ့အထံတော်ကိုနားထောင်ဖို့ရန်အတွက်ဆူတောင်းဖို့လိုအပ်တယ်ဆိုတော့ဘလို့ဆူတောင်းကြမလဲအဲ့ဒါဆိုရင် ကျမတို့နော်ဘယ်လိုဆုတောင်းကြမလဲယုံကြည်သူတွေရဲ့အသက်တာအထဲမှာ နော်အရာအရေးကြီးတယ်ကျမတို့ဆူတောင်းချင်း၅မျိုးအကြောင်းကျမတို့နော်ဒီငနေညမှာလေ့လာကြမယ်ဆိုတော့ဆူတောင်းချင်း၅မျိုးရှိတယ်အဲ့ဒီ၅မျိုးကပထမဦးဆုံးကျမတို့ဆူတောင်းတဲ့အခါမှာဘာလို့ဖို့လို့အပ်တယ်လဲဆိုတော့ဖယားတခေရဲ့အရှိတော်မှာပေါ့နော်ဖယားကိုချီညူတဲ့စိတ်နဲ့ကျမတို့လာဖို့လို့အပ်တယ်ဒီကနေ့ဒီမှာဝတ်ပြုခြင်းအစီအစဉ်မှာတင်းနဲ့ကျွန်တော်လာတဲ့အခါဘလို့စိတ်ထားနဲ့ကျမတို့လာတယ်လဲဒါအရာအရေးကြီးတယ်တာဝန်ဝတ်တရားအရာလားဖယားကိုတကယ်ပဲရှာဖွေဖို့ဖယားရဲ့အတန်တော်ကိုတကယ်ပဲ နားထောင်ဖို့အတွက်ကျမတို့ရောက်ရှိလာသလားဆိုတာကတကယ်အရေးကြီးတဲ့အရာဖြစ်တယ်။ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဖယားကိုတကယ်ပဲကြည်ညိုပြီးမှဖယားရဲ့ဂုဏ်တော်တွေဖယားရဲ့ကောင်းမြတ်ခြင်းတွေဖယားရဲ့နော် ဂျေဇူးတရားတွေကိုအောင်းမေ့ခြင်းအဖြစ်ကျွန်မတို့ဆူတောင်းခြင်းမှာပါဝင်ဖို့အရန်အရေးကြီးတယ်။ပြီးရင်ဒုတိယချက်အနေနဲ့ဘယ်လိုဆူတောင်းကြမလဲ။ဒုတိယမှာကျွန်မတို့ဝန်ခံခြင်းအတ္တတာရှိဖို့လိုအပ်တယ်။ကျွန်မရဲ့အတ္တတာထဲမှာကျွန်မရဲ့မပြည့်စုံခြင်း၊ဖျားအလိုတော်မရှိတဲ့အရာတွေကျွန်မဘာလုပ်မိသလဲ။သူတပားအပေါ်မှာကျွန်မဘာတွေကြိုးလို့မိသလဲ။ကျွန်မပြုတ်လုခဲ့တဲ့အပြစ်တွေမှန်သမျှကျွန်မရဲ့အတ္တတာထဲမှာအားနည်းခြင်းမှန်သမျှကိုပွင့်ပွင့်လင်းလင်းနဲ့ဖျားအထံတော်မှာကျွန်မတို့ဝန်ချတောင်းပန်ဖို့အရေးကြီးတာဖြစ်တယ်။နံပါတ်၃ချက် နေနဲ့ကျေးဇူးတော်ချင်ပွားချင်ပြီးမှဒီလူမြောက်ချင်းကျမတို့ရလာတဲ့အခါမှာဖះရှင်တော်ကျမတို့ကကျေးဇူးတော်ချင်ပွားဖို့အရာအရေးကြီးပါတယ်ဖះကဒီကနေ့အထိကျမတို့ကိုလမ်းပြပို့ဆောင်ပေးတဲ့အတွက်ဒီကျမတို့အပြစ်အလုံးစုံကိုအမြဲစင်အမြဲခွတ်လွတ်ပေးတဲ့အတွက်ကျမတို့ကကျေးဇူးတော်ချင်ပွားတက်ဖို့လေတအားကိုအရေးကြီးတာဖြစ်တဲ့နံပါတ်၄ချက်အနေနဲ့အဲ့ဒီ ကျေးဇူးတော်ချီးမွမ်းခြင်းရစ်တယ်ကျမတို့ပူဇော်ပြီးတာနဲ့ကျမတို့ဘာလို့ဆုတောင်းဖို့အရေးကြီးတယ်လဲဆိုတော့ကျမတို့အသက်တာထဲမှာဘာလို့အပ်တယ်လဲကျမတို့ဆုတောင်းဖို့လို့အပ်တယ် ကျမတို့အသက်တာထဲမှာလိုအပ်ဆုံးအရာတွေကိုပွင့်ပွင့်လင်းလင်းနဲ့ဖရားရဲ့အထံတော်မှာเนาะတင်တို့လိုအပ်တာကိုဖရားကငါကြိုတည်တယ်လို့ဟောပြထားတယ်ဒါပေမဲ့ကျမတို့ကိုယ်တိုင်ကဝင့်ခံပြီးတော့ပွင့်ပွင့်လင်းလင်းနဲ့ဖရားရဲ့အထံတော်မှာလည်းဆုတောင်းတတ်ဖို့အရင်အရေးကြီးပါတယ်နံပါတ်5အချက်နေနဲ့ဒူတပားအတွက်ကျမတို့ကြားခံပြီးတော့ဆုတောင်းပေးဖို့ကောင်းချီးပေးဖို့လည်းအရင်အရေးကြီးတယ်ဒီကနေ့မှာဆိုရင်ကျမတို့မြန်မာနိုင်ငံကြီးအတွက်လည်းဆုတောင်းဖို့လိုတဲ့ကမ္ဘာနိုင်ငံအသီးသီးအတွက်လည်းကျမတို့ဆုတောင်းဖို့လိုတဲ့ကျမတို့ရွှေမျိုးသားချင်းတွေမိတ်ဆွေတွေအတွက် ည်းဆူတောင်းပို့လို့တယ်။ပျောက်ဆုံးဝိငင်မြောက်မြဆွာအတွက်လည်းကျမတို့ဆူတောင်းပို့လို့တယ်။အဲ့လိုသူတပားအတွက်ကျမတို့ဆူတောင်းနိုင်တဲ့အသက်တာတွေရှိဖို့ရန်အတွက်ဒီဆူတောင်းခြင်းမှာငါမျိုးကျမတို့တွေးလို့ရတာဖြစ်တယ်။ဆိုတော့ကျမတို့ဘေးအချိန်မှာအဲ့ဒါဆိုရင်ကျမတို့ဆူတောင်းကြမလဲ။ဆူတောင်းခြင်းတော့တည်ပါရဲ့။ကဲဒီဆူတောင်းချက်ငါမျိုးတော့ကျမတို့တည်ပါရဲ့။အဲ့ဒါဆိုကျမတို့ဘေးအချိန်မှာကျမတို့ဆူတောင်းကြမလဲ။နော်။နေ့ရက်အချိန်မရွေးနော်။ အချိန်မရွေးစုတောင်းဖို့ရန်လောက်ကပတ်တော်ထဲမှာကျမတို့ကိုခွန်အားပေးထားတယ်။ဘယ်မှာခွန်အားပေးထားတယ်လဲဆိုရင်အေဖက်အကန့်ကြီးချအပိုက်ငယ်ဆက်ရှင်မှာကာလအစဉ်စိတ်နှလုံးပါလဲစုတောင်းပတ္ထနာချင်းပြုချင်းအမှုအမျိုးမျိုးတို့ဖြစ်စုတောင်းကြလို့ဆိုပြီးကျမတို့ကိုခွန်အားပေးထားတယ်။ဆိုတော့ကျမတို့နေ့ရက်ချင်းတိုင်းမှာဒီနာ ဆူတောင်းပတနာပြုချင်းအမျိုးမျိုးလို့ဖော်ပြထားတယ်ဆိုတော့ဆူတောင်းချင်းဆိုတဲ့အခါမှာဖခင်เจ้าကိုတွားမှာဩတိတတ်နေရအချိန်ယူမှဆူတောင်းတာမျိုးမဟုတ်ပါနဲ့ဩကျမတို့ထားရင်းနဲ့တပစ္စည်းလဲရင်းနဲ့တို့လကောက်ထမင်းချင်းရင်းနဲ့တို့လကောက်အလုတ်လုတ်ရင်းနဲ့တို့လကောက်ကျမတို့ခြေစူးတော့ချင်းမိုင်းနဲ့ဖခင်အထံတော်မှာကျမတို့ဆူတောင်းဖို့လဲဩ ဆူတောင်းလို့ရနိုင်တာဖြစ်တယ်ပြီးရင်ဘယ်ဘယ်လိုဆူတောင်းလို့ရနိုင်သေးတယ်လဲဆိုတော့အစင်မပြတ်ဆူတောင်းရမယ်တဲ့တက်တလုံးနဲ့ဩဝါဒစာပထမဆောင်အခန်းကြီးကအပိုင်ငယ်စခုံးမှာမချားမလက်ဆူတောင်းပထနာပြုခြင်းမို့ကိုပြုကြလို့ဆိုပြီးတော့ပေါ်ပြတာလေဒီအရာကဘာကိုပြောတယ်လဲအဆုအဝေးအားဖြစ်တော့လောက်အောင်ကျမတို့မချားမလက်တပတ်မှတစ်ခါလားအဲ့လိုမျိုးပေါ့နော်ကျမတို့အသက်တာထဲမှာဆူတောင်းခြင်းပြတ်သွားတာမျိုးမဟုတ်ဘဲနဲ့မချားမလက်အဖွဲအစီအလိုက်နဲ့ကျမတို့ဆူတောင်းဖို့အရာအရေးကြီးတာဖြစ်တဲ့ပြီးနံပါတ်3ဘယ် ့အချိန်မှာကျမတို့ဆူတောင်းမလဲစိန်ခုံမှုရှိတိုင်းမှာကျမတို့ဆူတောင်းဖို့လိုအပ်တယ်နော်ရှင်ယာကုတ်ခရစ်အဲရှင်ယာကုတ်ဩဝါဒစာအခန်းကြီးငါအပိုင်ငယ်73နဲ့78ကိုတွားကြည့်မယ်ဆိုရင် Prophet Elijah ရဲ့အသက်တာကိုပြန်ပြီးဓမ္မဟောင်းထဲမှာရှိတဲ့ Prophet Elijah ရဲ့အသက်တာကိုပြန်ပြီးတော့ဖော်ပြပေးထားတာတွေ့လို့ရတယ် Prophet Elijah ကသူဘာလနော်ဖရားရဲ့လူတွေနဲ့ရင်ဆိုင်ဖို့ရအတွက်နော်မိုးရွာဖို့မရွာဖို့ရအတွက်ဆူတောင်းဖို့စိန်ခုံမှုသူ့မှာ ကြုံတွေ့လာတဲ့အခါမှာဖခင်ရဲ့အထံတော်မှာသူဆုတောင်းတဲ့အခါအောင်နိုင်ရှင်းရတယ်ဆိုတာကိုတွေ့လို့ရတယ်သူဆုတောင်းခြင်းအပြင်တော့၃နှစ်နဲ့၆လပတ်လုံးမိုးမရွာဘဲနဲ့နေတယ်ဆိုတာကိုကျမတို့တွေ့လို့ရတာဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာလည်းတစ်ခုခုရင်ဆိုင်တဲ့စံခေါ်မှုတစ်ခုခုကျမတို့ချင်းတွေ့လာတဲ့အခါမှာဖယားကိုအော်ဟစ်ဖို့ဖယားအထံတော်မှာဆူတောင်းဖို့မမေ့ဖို့ရအတွက်အရင်အရေးကြီးတာဖြစ်တယ်ပြီးနံပါတ်၄ချက်နေနဲ့ဘာဘယ်အချိန်မှာဆူတောင်းလို့ရသေးတယ်လဲဆို တစ္ဆာရှိရှိနဲ့ဆူတောင်းဖို့လည်းအရန်အရေးကြီးတယ်။ရှင်ရောမဩဝါဒစာခန်းကြီးစနစ်အပိုင်ငယ်စနစ်မှာမျော်လင့်နဲ့ဝမ်းမြောက်ကြလို့ဆင်းရဲဒုက္ခရောက်တော့အခါတီးခံကြလို့ဆူတောင်းပတ္ထနာပြုခြင်းအမှုကိုအမဲပြုကြလို့ဆိုပြီးတော့ဖော်ပြထားတယ်။ဆိုတော့ကျမတို့တစ္ဆာရှိရှိနော်ဆင်းရဲဒုက္ခရောက်သည်ဖြစ်စေပျော်ရွှင်ရတဲ့အချိန်ရောက်သည်ဖြစ်စေကျမတို့ဝမ်းနေရသည့်အချိန်ဖြစ်စေမောနော်ကျမတို့ဘယ်အချိန်မှဆိုတစ္ဆာရှိရှိနဲ့ဖရာရဲ့အထံတော်မှာကျမတို့ကအမြဲတမ်းဆူတောင်းပတ္ထနာပြုနိုင်တဲ့သူတွေဖြစ် ပေါ်ရရင်လည်းအရင်အရေးကြီးပါတယ်ပြီးဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ကျမတို့နံပါတ်5အခြေအနေမှာเนาะအခုနကျမ အရင်ဥဆုံးဖတ်တဲ့ကြံပိုင်လေးဖြစ်တယ်။ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကျွန်မတို့ဆူတောင်းတက်ဖို့လည်းအရေးကြီးတယ်။ဆိုတော့ဖိလစ်ပိဩဝါဒစာအခန်းကြီးလေးအပိုင်ငယ်ချောင်းမှာဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တကွဆူတောင်းပတ္ထနာပြုတော်အပြင်တင်တို့တောင်းပန်လိုသောအရာတို့ကိုဖယားသခင်အားကြားလျှောက်ကြလောတဲ့။ဆိုတော့ကျွန်မတို့ရဲ့အတ္တတာထဲမှာဖယားသခင်ထာမှာကြားလျှောက်ဖို့ရန်အတွက်ကျွန်မတို့ရဲ့အခြေအနေအရရက်တိုင်းမှာကျွန်မတို့အမြဲတမ်းဖယားကိုအားကိုးပြီးမှဆူတောင်းတက်ဖို့လိုတယ် လဲထိုသူပြုလေအဘယ်သူမြချစီ၍မမီနိုင်တော့ဖရာသခင်ဤငိန်တက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့စိတ်နှလုံးကိုဆောင်ရမလိမ့်မည်ဒီကနေ့ငိန်တက်ခြင်းကဘသူအထံကလည်းကျမတို့ရနိုင်တယ်လဲ ဖရာသခင်အထံတော်ကနေပဲကျမတို့ရနိုင်တာဖြစ်တယ်ဆိုတော့ဒီချမ်းပိုက်တွေမှာပေါ့နော်ဒီချမ်းပိုက်တွေအားလုံးကိုကျမတို့ခြုံငုံပြီးကြည့်မယ်ဆိုတာခုနပြောသလိုဖရာရဲ့သားသမီးတွေကိုဖရာကသူ့ရဲ့သားသမီးတွေဘာတွေလိုအပ်တယ်လဲဆိုတာအစင်မြဲသိတဲ့ဖရာဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဖရာပေးထားတဲ့ဂတိတွေမမေ့ဖို့ဖရာကမစိုးရိမ်နဲ့ သင်တို့ဘာအလိုရှိတယ်လဲဆိုတော့ငါသိတယ်ဆိုပြီးပြောပြသဖြစ်တယ်ဆိုတော့ကျမတို့ကမစိုးရိမ်ပဲနဲ့ဖယားနဲ့နော်ဒီစိုးရိမ်ချင်အမှုမှာပဲကျမတို့သွားနေမယ်ဆိုရင်တခါတလေကျမတို့ဖယားနဲ့အဆက်အသွယ်ပြတ်တတ်တယ်ဆိုတော့ကျမတို့ရဲ့အသက်တာထဲမှာဒီစိုးရိမ်ချင်အရာတွေကဖုံးလွှမ်းသွားတာမျိုးမဟုတ်ပဲနဲ့ဖယားနဲ့ကျမတို့ရဲ့အကြမ်းထဲမှာအမြဲတမ်းအဆက်အသွယ်ရှိဖို့ကအရာအရေးကြီးတဲ့အခါမှာပေါ့နော်အာကျမတို့ရဲ့အသက်တာထဲမှာစားဖို့တောက်ဖို့နေဖို့မစိုးရိမ်ဖို့မနဲ့ပြတ်အဖို့လည်းမစိုးရိမ်ဖို့ဖယားကဖယားတခင်ကခွန် အပ်ပေးထားတဲ့သူ့ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုပဲရှေးဥစွာနဲ့ရှာဖို့ကျမတို့ကိုခွန်အားပေးထားတဲ့အရာဖြစ်တဲ့အတွက်ဒီသူ့ရဲ့နိုင်ငံတော်နဲ့အာဖြောင့်မတ်ခြင်းတရားတော်ကိုကျမတို့သိနိုင်ဖို့ရအတွက်ကျမတို့ရဲ့အသက်တာထဲမှာစူတောင်းခြင်းနဲ့ဟို ဖရာထာမှာဖရာရဲ့အတန်းတော်ကိုနားထောင်ဖို့ဖရာနဲ့မိတ္တဟာယဖွဲ့ဖို့အရာအရေးကြီးတာဖြစ်တဲ့အတွက်ဒီကနေ့ရှင်ဒီမှာရှိတဲ့သူအရေအားလုံးကိုကျွန်မခွန်အားပေးတိုက်တွန်းချင်တာကကျွန်မတို့ရဲ့အသက်တာထဲမှာဘယ်နေရဘယ်နေဘယ်နေရဘယ်ရောက်ရောက်ဘယ်အခြေအနေဘယ်ကြုံကြုံပေါ့နော်ဖရာရဲ့ထံတော်မှာပဲအနိုင်ရအောင် အရာအားလုံးကိုဖရာကတည်တဲ့ဖရာဖြစ်တဲ့တတ်နိုင်တဲ့ဖရာဖြစ်တဲ့သူ့ရဲ့သားသမီးတွေဘာလို့အပ်တယ်လဲဆိုတာအစဉ်မြဲတည်တဲ့ဖရာဖြစ်တဲ့အားလို့ဆိုတာဖရာရဲ့အထံတော်မှာပဲယုံယုံကြည်ကြည်နဲ့ကျွန်မတို့ရဲ့ဝင်ထုတ်ဝင်ပို့တွေအားလုံး ုံကိုအနာရအောင်လို့အယောက်ချင်းစီတိုင်းကိုခေါ်အားပေးချင်တာဖြစ်ပါတယ်။ကျမ်းနာတို့အယောက်ချင်းစီတိုင်းအတွက်ဖြာရှင်ကောင်းချီးပေးပါစေ။ခင်ငါကိုတကယ်ချစ်တယ်ပေရောမ ပြောင်းနေမြစ်တာနေပွေဖက်နည်းနေတဲ့တခင်ရဲ့အချမ်းစီတော်တွေကိုဆွေးခေါ်တဲ့တခင်ရဲ့ကောင်းမြလိုက်တာတခင်လောက်ချင်နိုင်သူမရှိတဲ့ပြညာလုံးတဲ့ကျွန်တော်ကိုသူရွေးချယ်မောင်တို့ရဲ့တကူ နဲ့ချိန်ချင်းတွေရိုက်ချိုးခဲ့တန်ရှင်းတဲ့တခင်ရဲ့အချမ်းစီတော်တွေကိုဆွဲခေါ်တဲ့တကယ်ဆိုရင်တခင်ရဲ့အချက်သားကျွန်တော်ရဲ့ဘဝကိုရှင်းတဲ့

ไม่เคยคาดคิดจะเจอเธอจะน้องกูไปไหนบ้างคิดจะเจอเธอมาสิ่งมีสิบบ้างคิดจะเจอเธอจะน้องกูจะไม่เคยคาดคิดจะเจอเธอจะน้องกูไปไหนบ้างคิดจะเจอเธอ အကတမမှုရဲ့စီစိန်တွေဆုံးကသွေးနှဖက်နဲ့ရွေးတဲ့သခင်ထံပြန်ခဲ့ပြီကျွန်တော်ရနေလို့နဲ့အသက်ကိုပေးအကတမမှုရဲ့စီစိန်တွေဆုံး